ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအပေါ်ကမ္ဘာလုံးဆိုင်ရာအာရုံစိုက်မှုနဲ့အကူအညီတွေရောကြလာတဲ့အတွက်သူတို့နဲ့တသားတည်းရှိကြောင်းပုံမူပြသဖို့နိုင်ငံတကာအတိုင်းဝိုင်းကိုဗာတီကန်မှာရှိတဲ့လူသားဖွံ့ဖြိုးတိုးတက်မှုမြင့်တင်ရေးဌာနအကြီးအကဲကာဒီနယ်မိုက်ကယ်ဖလစ်ချာနီကတိုက်တွန်းလိုက်ပါတယ်။ရန်ပုံငွေဖြတ်တောက်ခံရမှုတွေကမ္ဘာကအာရုံစိုက်မှုရောကြလာတာတွေကြောင့်ဒုက္ခသည်တွေဟာအင်မတန်ခက်ခဲတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်လို့ချာနီကနိုမာလာ၃ရက်ထုတ်ပြန်ချက်မှာပြောကြားခဲ့ပါတယ်။ ကာဒီနယ်မိုက်ကယ်ဖလစ်ချာနီဟာမြန်မာနယ်စပ်အနီးဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းကော့ပဇာမြို့မှာရှိတဲ့ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွားရောက်ခဲ့ပြီးတဲ့နောက်အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ကဘာကြီးကဒီထက်ပိုပြီးစီးလုံးညီညွတ်ကြောင်ပြသတင်ပါတယ်။ခရစ်ယာန်နဲ့တခြားဘာသာတွေအပါအဝင်အဖွဲ့အစည်းအလုံးအနေနဲ့ပြည်သူတွေရဲ့တကယ့်လိုအပ်ချက်တွေကိုတုံ့ပြန်ပြီးဒုက္ခရောက်နေတဲ့သူတွေကိုဆက်ပြီးပံ့ပိုးပေးဖို့လိုအပ်ပါတယ်။ကူညီပေးနေပါတယ်ဆက်ပြီးကူညီရပါမယ်လို့သူကဆိုပါတယ်။ ကာဒီနယ်မိုက်ကယ်ဖလစ်ချာနီဟာဘင်္ဂလားဒေ့ရှ်ကိုနိုမလာ၁ရက်နေ့ကနေ၅ရက်နေ့အထိတရားဝင်ခီးစဉ်သွားရောက်ခဲ့တာပါချာနီဟာကော့ပစားမြို့မှာရှိနေတဲ့အချိန်ယာယီတဲဒီမှာနေထိုင်ရတဲ့ရိုဟင်ဂျာမိသားစုတွေတင်ကြားရေးဌာနကကလေးတငယ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်သူတို့အနေနဲ့တနေ့နေ့မှာဇာတိမျိုးကိုဘေးကင်းကင်းနဲ့ပြန်နိုင်ပြီးငြင်းငြင်းကြံကြံဂုံတိတ်ခါရှိရှိနေနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းကာဒီနယ်မိုက်ကယ်ဖလစ်ချာနီကပြောကြားခဲ့ပါတယ် ကောပစားမှာရှိတဲ့ဒုက္ခသည်စခန်းတွေမှာရိုဟင်ဂျာမွတ်စလင်တစ်သမနှစ်သန်းနေထိုင်လျက်ရှိနေပြီးအများစုဟာ2018ခုနှစ်မှာမြန်မာနိုင်ငံရခိုင်ပြည်နယ်မှာမြန်မာစစ်တပ်ရဲ့ရဲရဲဆက်ဆက်ဖြိုကွင်းမှုတွေကြောင့်ထွက်ပြေးလာခဲ့ရသူတွေဖြစ်ပါတယ်မြန်မာစစ်ကော်မရှင်တပ်နဲ့အာရခတပ်တော် AA တို့အကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာကြောင့်နောက်ထပ်ဒုက္ခသည်တသိန်းခွဲထပ်မံရောက်ရှိလာခဲ့ပါတယ်။ ုက္ခသည်တွေဟာအစိုးရနဲ့အကူအညီပေးရေးအဖွဲ့တွေစီကရရှိတဲ့ရိတ်ခါအနှဲငယ်နဲ့ရှင်တန်ရက်တည်နေကြရပြီးစခန်းပြင်ပကိုထွက်လို့အလုံးလုံးကင်ကွင်းပိတ်ပင်ခံထားရပါတယ်။မကြသေးမီနှစ်တွေအတွင်းအကူအညီပေးရေးရန်ပုံငွေတွေတိတိတသားကျဆင်းသွားကြတာပါ။ American သမ္မတ Donald Trump အစိုးရကကမ္ဘာလုံးဆိုင်ရာအကူအညီပေးမှုတွေဖြတ်တောက်လိုက်ခြင်းဟာရမုံငွေကြေးစင်းရခြင်းမှာတစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ အခုနှစ်အတွင်းရိုဟင်ဂျာတွေအတွက်လူသားချင်းစာနာမှုနှစ်စဉ်ခန့်မှန်းရန်ပုံငွေအမေရိကန်ဒေါ်လာ934တန်တွေက38ရာခိုင်နှုန်းကန်တာရရှိသေးတယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNICEF ကပြောကြားခဲ့ပါတယ်။ရန်ပုံငွေမရှိရင်ဒုက္ခသည်တွေကိုအလုံးအလောက်ထောက်ပံ့ပေးဖို့စိန်ခေါ်မှုတွေရှိနေပါတယ်လို့ဒုက္ခသည်ကယ်ဆယ်ရေးနဲ့နေရပြန်ပို့ရေးကော်မရှင်နာယုံအကြီးအကဲမစ္စနူရာမန်ကပြောပါတယ်။ ရမုံငွေပြက်လက်မှုကြောင့်ရွန်ဂျာလူငယ်အများအပြားဟာမူးယစ်စေဝါရောင်းဝယ်ဖောက်ကားမှုလူမောင်ခိုကူးမှုနဲ့ကြားမအခြေပြုအကြမ်းဖက်မှုတွေရဲ့တားကောင်ဖြစ်ပွားနိုင်ပါတယ်လို့သူကတည်ပြခဲ့ပါတယ်။မျိုးစိမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ